ရခိုင်ရေပိုင်နက်မှာ၁၀ရက်အတွင်း၅ခိုးဖန်းနဲ့ဘင်္ဂလားဒေ့ရှ်ငါဖန်သမား18ယောက်ကိုအာရခပြည်သူတော်လှန်ရေးအစိုးရရဲ့ကမ်းခြေဆောင်တပ်ဖွဲ့ဝင်တွေကဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ မောင်တော်မြို့နယ်ရခိုင်ရေပိုင်နယ်အတွင်ကျူးကျော်ဝင်ရောက်ငါခိုးဖန်းတဲ့ဘင်္ဂလားဒေ့ရှ်ငါဖန်းသမား6ဦးကိုနိုဝင်ဘာ9ရက်ညနေ3နာရီခွဲခန့်မှာဖမ်းမိခဲ့တယ်လို့ APN သတင်းမှာဖော်ပြထားပါတယ်။ငါဖန်းသမား6ဦးဟာဆက်လီတစည်းနဲ့ဝင်ရောက်ငါခိုးဖန်းစဉ်ဆက်ပြက်ပြီးမောင်တော်မြို့နယ်အလဲတန်ကျော်ချောင်းဝကန်းဆက်မှာကြောက်ချရက်တန့်ထားချိန်မှာ AA ရဲ့ကန်းချီဆောင်တပ်ကဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံတက္ကနာကျွန်းဘက်ကနေမောင်တော်မြို့နယ်ရှိရခိုင်ရေပိုင်နယ်အတွင် ဝင်ရောက်၅ခုဖမ်းတဲ့၅ဖမ်းသမား9ဦးကိုအော်တိုဘာ29ရက်ညနေပိုင်းမှာ AA ကဖမ်းဆီးရမိခဲ့ပါတယ်။မောင်တော်မြို့နယ်ရှိရခိုင်ရေပိုင်နယ်အတွင်း၅ခုဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်၅ဖမ်းသမား၄ဦးကိုလည်းအော်တိုဘာ29ရက်မနက်ပိုင်းမှာ AA ကဖမ်းမိရခဲ့ပြီးလက်ရှိမှာဖမ်းဆီးရမိတဲ့ဘင်္ဂလားဒေ့ရှ်၅ဖမ်းသမားများကိုဥပဒေနဲ့အညီဆောင်ရွက်နိုင်ရန် AA ကထိန်းသိမ်းစစ်ဆေးနေတယ်လို့သိရပါတယ်ရှင်။